စစ်တက်ရတယ်ဆိုတာအသက်နဲ့ရင်းပြီးတော့တက်ရတာပါဘယ်သူမှလွယ်လွယ်နဲ့တော့မလုပ်ချင်ကြပါဘူးမလွယ်သွားလို့လုပ်ကြရတာပါတခြားရွေးချယ်စရာမရှိတော့လို့လုပ်ကြရတာပါနောက်တစ်ခုအရေးကြီးတဲ့အချက်ကအခုလက်နက်ကိုင်တော်လိုင်းရေးဆိုတာလူတယောက်နှစ်ယောက်ကနေပြီးတော့လုပ်ချင်လို့ဖြစ်လာတဲ့လက်နက်ကိုင်တော်လိုင်းရေးပုံပေါ့လူတယောက်နှစ်ယောက်ကနေပြီးတော့လက်နက်ကိုင်တော်လိုင်းရေးလုပ်ပါလို့တိုက်တွန်းနှိုးဆော်လို့ဖြစ်လာတဲ့လက်နက်ကိုင်တော်လိုင်းရေးလည်းမဟုတ်ပါဘူး လူတစုတစ်ခွက်ကနေပြီးတော့နှိုးစော်လို့ဖြစ်လာတဲ့လက်နက်ကင်တော်လန်ရေးလည်းမဟုတ်ပါဘူး NUG CRPH ကနေပြီးတော့တိုက်တွန်းနှိုးစော်လို့ဖြစ်လာရတဲ့လက်နက်ကင်တော်လန်ရေးလည်းမဟုတ်ဘူးဆိုတာလူတိုင်းသိပါတယ်လူငယ်တွေကလက်နက်ကင်တော်လန်ရေးလှုပ်လာကြလို့အဲ့ဒီလမ်းကြောင်းကိုရွေးချယ်လာကြလို့ NUG ကမလွဲတာမရှောင်တာပဲလိုက်ပါလာရတာပါပြည်သူနာမဆိုလို့လမ်းပေါ်မထွက်ရင်ပြည်သူနာမဆိုလို့လက်နက်ကင်တော်လန်ရေးမလှုပ်ရင် ပြည်သူတွေဟာနောင်နှစ်ပေါင်းရာနဲ့ချီပြီးတော့ဆက်နာနေလေအောင်မယ်။နောင်နှစ်ပေါင်းရာနဲ့ချီပြီးတော့ဆက်အနာရှစ်စနစ်အောက်ပါဆက်ပြီးတော့နေရလေအောင်မယ်လို့လက်နက်ကင်တော်လိုင်းသမားတွေကမြင်ကြပါတယ်။အစင်းနဲ့တော့ YouTube channel ကိုကြည့်ရှုအားပေးနေကြတဲ့ဒေါ်လာပြည်သူများအလုံးမင်္ဂလာပါဒီနေ့က April 22မှ5ရက်နေ့ဖြစ်ပါတယ်ဆိုတော့လက်ရှိအခြေအနေတခုမှာကျွန်တော်တို့ BDF တွေဟာ ဒီအခြေအနေပေါ့နော်ဒီနေဦးဒေါ်လာရေးဟာလူတူဦးတယောက်တည်းနဲ့စတင်ခဲ့တဲ့ဒေါ်လာရေးမဟုတ်ပါဘူးတယောက်ချင်းတယောက်ချင်းတယောက်ချင်းတယောက်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 ဆူ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 ရင်းနေမှာအာနာရှင်ကိုမလိုလားတဲ့အာနာရှင်ကိုမကြိုက်တဲ့အာနာရှင်စနစ်ကိုပြတ်သုံးစေခြင်းတဲ့သူတွေပေါင်းပြီးတော့မှသာလေဒီစနစ်ကိုမလိုလားတဲ့သူတွေပေါင်းပြီးတော့မှလက်နက်ကင်ဒေါ်လာရေးဆိုတာဖြစ်လာပါဖြစ်ပါတယ်ဆိုတော့ဒီအပြည့်အစုံပေါ့နော်ဒါဒီဒီဗီဒီယိုလေးရဲ့အပြည့်အစုံအကြောင်းအရာကိုဆရာကိုသိမ်းမြတ်ကပြောပြပါလိမ့်မယ် PDF တွေဟာမလွဲတာလို့စကားစကိုတိုက်နေရတယ်ဆိုတဲ့အကြောင်းလေးကို ဆရာကိုသိမ်းမြတ်ကရှင်းပြပါလိမ့်မယ်။နားထောင်ကြည့်ပါ။စစ်တပ်ရတယ်ဆိုတာအသက်နဲ့ရင်းပြီးတော့တိုက်ရတာပါ။ဘယ်သူမှလွယ်လွယ်နဲ့တော့မလုပ်ချင်ကြပါဘူး။မလွဲသွားလို့လုပ်ကြရတာပါ။တခြားရွေးချယ်စရာမရှိတော့လို့လုပ်ကြရတာပါ။နောက်တစ်ခုရေးကြည့်တဲ့အချက်ကအခုလက်နက်ကင်တော်လိုင်းရေးဆိုတာလူတယောက်နှစ်ယောက်ကနေပြီးတော့လုပ်ချင်လို့ဖြစ်လာတဲ့လက်နက်ကင်တော်လိုင်းရေးပုံပေါ့။ လူတယောက်နှစ်ယောက်ကနေပြီးတော့လက်နက်ကင်တော်လိုင်းကြီးလုတ်ပါလို့တိုက်တွန်းနှိုးဆော်လို့ဖြစ်လာတဲ့လက်နက်ကင်တော်လိုင်းကြီးလည်းမဟုတ်ပါဘူးလူတစုတစ်ဖွဲ့ကနေပြီးတော့နှိုးဆော်လို့ဖြစ်လာတဲ့လက်နက်ကင်တော်လိုင်းကြီးလည်းမဟုတ်ပါဘူး NUG CRPH ကနေပြီးတော့တိုက်တွန်းနှိုးဆော်လို့ဖြစ်လာရတဲ့လက်နက်ကင်တော်လိုင်းကြီးလည်းမဟုတ်ဘူးဆိုတာလူတိုင်းသိပါတယ်လူငယ်တွေကလက်နက်ကင်တော်လိုင်းကြီးလုတ်လာကြလို့အဲ့ဒီလမ်းကြောင်းကိုရွေးချယ်လာကြလို့ NUG ကမလွဲတာ မရှောင်တာပဲလိုက်ပါလာရတာပါပြည်သူနာမှာဆိုလို့လမ်းပေါ်မထွက်ရင်ပြည်သူနာမှာဆိုလို့လက်နက်ကြိုက်တော်လိုက်ရင်မလုပ်ရင်ပြည်သူတွေဟာနောင်နှစ်ပေါင်းရာနဲ့ချီပြီးတော့ဆက်နာနေလေအောင်မယ်နောင်နှစ်ပေါင်းရာနဲ့ချီပြီးတော့ဆက်အနာရှင်စနစ်အောင်ပါဆက်ပြီးတော့နေရလေအောင်မယ်လို့လက်နက်ကြိုက်တော်လိုက်ရင်သမားတွေကမြင်ကြပါတယ်อืมဆိုတော့ ဇာကိုသိမ်းမြတ်ပြောတဲ့ဇကားကလူဇကားကိုလူလိုနားလေအောင်ပြောတဲ့တကြောင်မလို့လူမိုင်းတော့နားလေပါလိမ့်မယ်ဒါပေမဲ့အစိမ့်ပိတ်နေတဲ့လူတွေအစိမ့်ကြောင်နေတဲ့သူတွေတော့နားလေမယ်လို့မထင်ပါဘူးကဲဆော့တည်င်းကောင်းလေးတွေနားဆင်အောင်ပရောဆိုနေကတော့မြန်မာနိုင်ငံတွင်းမှာပေါ့နော်ဒါကျွန်တော်တို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကျွန်တော်ကျွန်တော်တို့တော်တော်များများကိုဒါဆုံးရှုံးခဲ့တယ်အဲ့တော့ဒါပြီးခဲ့တဲ့ဧပြီလ22မှာ4ရက်နေ့တိတ်တဲ့သခိုင်းမုံရွာမှာနှစ်ကောင်မကွေးတိုင်းဆလင်းမြို့နယ်မှာနှစ်ကောင်ပဲခူးတိုင်းမင်းလားမြို့နယ်မှာနှစ်ကောင်ပေါ့နော် ဲကျွန်တော်တို့မွန်ပြည်နယ်ရေးပြုံနယ်မှာနှုတ်အလင်းဝင်တယ်အားလုံးပေါင်းကျွန်တော်တို့အလင်းဝင်တာနဲ့တေတာနဲ့ဒါကျွန်တော်တို့ရှစ်ယောက်တိတိရှိခဲ့တယ်ပေါ့နော်ဒါကျွန်တော်နောက်ထပ်အဲတည်င်းလေးကတော့ဒါကျွန်တော်တို့ဒီအရေးပေါ်အခြေအနေပေါ့နော်ဒါကျွန်တော်လက်ရှိအခြေအနေကမှာအရေးပေါ်အခြေအနေကြီးညာထားတဲ့အတွက်ကြောင့်မို့လို့စစ်ဖို့တန်းတပ်သားတွေနှစ်နှစ်ထပ်ပုံမှန်ပြီးတော့မှတာဝန်ထမ်းဆောင်ရတော့မယ်လို့စစ်တပ်အတွင်းတည်င်းကနေပြီးတော့မှအတိပေးလာပါတယ်အာကျွန်တော်တို့ကနှစ်နှစ်ပြည့်ထွက်မယ်ဗာပစ်တယ်ညာပစ်တယ်ဆိုတဲ့ကောင်တွေအဲ့ဒါကိုပွားတာကိုတွေးတော့နော်နှစ်နှစ်ပြည့်စစ်မှုတန်းတပ်သားတွေကိုအချက်ရလုပေးပြီးတော့မှဒါကျွန်တော်တို့ ဆက်ပြီးတော့မှစစ်မှုထမ်းဆောင်ပိုင်းမှာတကယ်လို့ဘွဲရမယ်ဆိုရင်လေဘိုတင်နန်းတက်ခွင့်ပေးမယ်ဆိုပြီးတော့မှမလုံးပေးပါတယ်ဆိုတော့အဆက်အလာသိမှုကြောင့်အရေးပေါ်အခြေအနေကျင်လာထားတဲ့အတွက်ကြောင့်မို့လို့စစ်မှုထမ်းတပ်သားတက်တဲ့အနေနဲ့ဒါလက်နက်ထပ်ပုံမှုထမ်းဆောင်ရမယ်လို့စစ်တပ်အတွင်းမှာအတိပေးမှုတွေဒါလှုပ်ဆောင်လာတဲ့အကြောင်းကိုစစ်မှုထမ်းတပ်သားအတိုင်းဝန်းကနေပြီးတော့မှပြောတယ်2022မှာ၄ခုနဲ့မေလမှာစစ်မှုထမ်းအပတ်စဉ်တက်ရောက်ခဲ့ပြီးတော့မှရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမှာတာဝန်ချထားခြင်းခံရတဲ့စစ်မှုထမ်းတပ်သားတချို့ကိုဒါ စစ်ကောင်စီတပ်ကနေပြီးတော့မှတည်ရင်မှုတွေကနိုင်ငံတော်ကလက်ရှိမှာရေးပေါ်အခြေအနေကြီးညာထားတဲ့အတွက်ကြောင့်မို့လို့ပုံမှန်အဖြစ်ပြည်သူ့စစ်မှုထမ်းဥပဒေအရစစ်မှုထမ်းတပ်သားအနေနဲ့နှစ်နှစ်တာဝန်ထမ်းဆောင် ပြီးရင်ဒါစစ်မှုထမ်းတာဝန်ပြီးဆုံးမယ်သို့တော်လက်ရှိအခြေအနေမှာပေါ့နော်ဒါကျွန်တော်တို့နိုင်ငံတော်ကပေါ့နော်ဒါရေးပေါ်မယ်ကြီးညာထားတဲ့အတွက်ကြောင့်မို့လို့စစ်မှုထမ်းအမဲတပ်တန်းကနှစ်နှစ်ထက်ပိုမှုမယ်လို့အတိပေးလာတာဖြစ်တဲ့အကြောင်းကိုလည်းသိရပါတယ်အဲ့တော့ဘယ်လိုလုပ်ကြမလဲမင်းတို့နှစ်နှစ်ပြီးရင်ထွက်မယ်ဆိုတဲ့ကောင်တွေဘယ်လိုလုပ်ကြမလဲအဲ့တော့ကို့ဘွားသာကို့တွေးကြတော့ပြောသားပဲပြောသားပဲပြောသားပဲ ို့နေရာလေးတနေရာလေးကွက်ပြီးအေးချမ်းနေပါလေဆိုတဲ့ကောင်တွေကတော့อืมလက်ရှိချိန်မှာတော့ကိုဘွားကိုတွေးကိုသမိုင်းကိုရေးကြပါတော့နော်ကျွန်တော်တို့အဖြစ်ပြောတာမဟုတ်ဘူးနော်ခင်ဗျားတို့ကိုလည်းနောက်ဝင်ရနေပြီးတော့မှတခုခုလုပ်ထားမယ်ဆိုတာသိတယ်သို့တော့ယုံထွက်စေချင်တာကျွန်တော်တို့ကဒါပေမဲ့ယုံမထွက်ပဲနဲ့ခင်ဗျားတို့တွေကအဲအိုက်ထဲဝင်သွားတာတော့ခင်ဗျားတို့ကိစ္စပါတော့ဒါကျွန်တော်တို့ကအဖြစ်ပြောတာပြောမဟုတ်ပါဘူးနောက်ထပ်တဲ့တွင်လေးကတော့ အေးအေး PDF ပူပေါင်းတက်တွေကဝင်ရောက်လာနေတဲ့အကြောင်းမို့လို့လင်းမြင်တာပေါ့နော် AR time လင်းမြင်တာမျိုးတွေမှာရှိတယ်ခြေပါတွေကအုတ်ချုပ်ရေးမှုတွေတိမ့်ရှောင်တာတွေသို့မဟုတ်စက်တက်စက္ကန်းတွေမှာတွားရောက်ပြီးတော့မှခလုံးနေပြီဖြစ်ပါတယ် ARD တိုင်းလင်းမြနာမြို့နယ်အတွင်းကို AA ပူပေါင်းတပ်ဖွဲ့ဝင်တွေကထိုးဖောက်ဝင်ရောက်လာတဲ့အတွက်ကြောင့်မို့လို့လင်းမြနာမြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကအုပ်ချုပ်ရေးမှုတွေတင်းရှောင်တာတွေဒါကြောင့်စစ်တပ်စခန်းတွေထံကိုတောရောက်ပြီးတော့မှခိုးလုံတာတွေလှုပ်ဆောင်နေတဲ့အကြောင်းကိုဒေသခံပြည်သူတွေထံကနေပြီးတော့မှသိရတယ်။ဆိုတော့လင်းမြနာမြို့နယ်ပန်တော်ကြီးကျေးရွာတို့ဝါတော်ကွင်းကျေးရွာတောင်ကျေးရွာကအုပ်ချုပ်ရေးမှုတွေနဲ့ဒါရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တွေကဟင်္ဒရာမြို့ပေါ်ကိုထွက်ပြေးတင်းရှောင်သွားကြပါတယ်။အခြားသောကျေးရွာတွေကအုပ်ချုပ်ရေးမှုတွေကလည်းဒါစစ်တပ်ကဒါတားဆီးထားတဲ့အတွက်ကြောင့်မို့လို့ထွက်ပြေးတင်းရှောင်ခြင်းမဖြစ်ဘူးသို့တော့ စစ်တပ်အထိုင်စခန်းတွေမှာသာတွားရောက်ပြီးတော့မှအိဆက်နေထိုင်နေကြတဲ့ကြောင်းလည်းသိရပါတယ်နော်ဟိုပြည်သူတွေပေါ်မှာကျတော့မဟုတ်တာလောက်ထားပြီးတော့ခွေးတောင်းသားတွေတိမ်မှာကြောက်ပြီးတော့မှစစ်တပ်ထဲမှာတွားနေနေကြရနော်နောက်တဲ့တင်လေးကတော့အမျိုးသားညီညွတ်ရေးဆိုရ NUG ကျမ်းမာရေးနဲ့ပညာရေးဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြပမှာရောက်ရှိနေတာကနေပြီးတော့မှမိခင်မြန်မာနိုင်ငံအတွင်းကိုပြန်လည်ဝင်ရောက်သွားပြီးဖြစ်ပြီးတော့မှပြပရောက် NUG ဝန်ကြီးတူဦးအနေနဲ့မြန်မာနိုင်ငံအတွင်းကိုအပြီးပြန်လည်အခြေချပြီးတော့မှ ပြည်သူလူထုနဲ့ကျန်းမာရေးပညာရေးဆိုင်ရာလုပ်ငန်းတွေကိုလွှတ်ဆောင်နေတဲ့အကြောင်းကို NUG ကအတည်ပြုပြောဆိုလာပြီးဖြစ်ပါတယ်။ဆိုတော့ပြည်ပကနေပြီးတော့မှမိခင်နိုင်ငံကိုအိမ်ပြန်ခဲ့ပြီးဖြစ်တဲ့ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကိုဒါမှတ်ချက်ပေးရန်ဆက်သွယ်ပေးတဲ့အခါမှာလည်းဒေါက်တာဇော်ဝေစိုးကအိမ်ပြန်ပြီပေါ့ဆိုပြီးတော့မှပြန်လည်ပြောဆိုသွားတယ်။ဒါပြည်ပကိုပြန်လည်ထွက်ရန်မရှိတော့တဲ့အကြောင်းကိုလည်းမှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ဆိုတော့ပြည်ပမှာရောက်ရှိနေတဲ့ NUG ပညာရေးနဲ့ကျန်းမာရေးဝန်ကြီးပေါ့နော်ဒေါက်တာဇော်ဝေစိုးကမြန်မာနိုင်ငံအတွင်းကိုအပြီးပြန်လည်ဝင်ရောက်ပြီးတော့မှကျန်းမာရေး CDN နိုင်ငံဝန်ထမ်းတွေဒါအရက်ဖတ်ကျန်းမာရေးဝန် န်တန်းတွေဒါကျမ်းမာရေးစေတနာဝန်ထမ်းတွေတော်လိုင်းရဲဘော်တွေနဲ့တွဲဖက်ပြီးတော့မှပြည်သူလူထုရဲ့ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေကိုစောင့်ရှောက်လျက်အဲကျွန်တော်တို့စောင့်ရွက်လျက်ရှိတဲ့အကြောင်းကိုလည်းလက်ရှိချိန်မှာကျွန်တော်တို့သိရပါတယ်ကဲတောက်လျှောက်ကိုတည်င်းကောင်းတွေကတော့ကြားနေရပြီပေါ့နော်ဆိုတော့ဗီဒီယိုလေးတွေပြန်ပြီးတော့မှကြည့်အောင်ပါအားလုံးလည်းသိကြပါပါမိုင်းပုတ်ဆရာတော်ဖြားကြီးပေါ့နော်ဒီကျွန်တော်တို့သခိုင်းကလေးကြီးက ဒါကဘာမြေကြီးအောက်ကနေပြီးတော့မှမိုင်ပေါင်း3000ကျော်ရှိတဲ့နဂါးကြီးကအဲလှန့်လိုက်တဲ့အတွက်ကြောင့်မို့လို့လှန့်လိုက်တဲ့အတွက်ကြောင့်မို့လို့ငလျင်လှုပ်တာပေါ့နော်ပြီးသွားရင်ဒီကျွန်တော်တို့လက်ရှိမြန်မာနိုင်ငံသားတွေအာဟုသူတွေများနေလို့ပေါ့ဗျာနော်ငလျင်လှုပ်လာတာပေါ့အဲ့အကြောင်းအရာလေးကြည့်ကြည့်ပါ PDF file လေးနဲ့ဘုံပါတာမယွေးပေါ့နော်အခုဆရာတော်ကြွလာတာဆွေလိုခြင်းလို့ဝေလိုခြင်းလို့ ဘီစီလို့ကျွန်တော်လည်းမဟုတ်ဘူးလေမေတ္တာလာပို့တာဘာလာတာလဲမေတ္တာလာပို့တာပါဗျာဟုတ်ပါလေနတ်ပြန်ပါရှာဟိုလိုက်ကိုပို့မှမိုက်ချက်ပြီးပို့မှအတိတ်ခံဟောဆရာတော်တရားထိုင်ဘဝနာတရားထိုင်နဲ့နတ်ပြန်ပါလေငါးတင်းမှလာပြောတာလေဆရာတော်ကိုယ်တိုင်ကြွလာမကြွပဲနဲ့မေတ္တာလာမပို့ပြင်းနဲ့ဘူးအများကြီးကြည်ကြည်ပြည့်စုံနိုင်တယ်အဲဘဝ နဂါစီရနဂါယကွာကွာနဂါစီရနဂါအကောင်ကြီးဘလောက်ရှိတယ်မိုင်ပေါင်း3000ကျော်တယ်နဂါယဒီလိုလာနေတော့ဒီမြေကြီးလှုပ်သွားတယ်နော်အဲ့ဟာဘာလို့လူထုတယ်ဟိုစိတ်မငြိညွတ်တော့တကြောအာဟုတူပဲလှုပ်နေဖို့ကိုများနေလို့လေဒါကြောင့်ဆရာတော်ပြမေတ္တာ ဲ့ရအကုသို့များတဲ့ပုဂ္ဂိုလ်အဲ့ရတည်ကြည်ပျက်စီးရဗျာခံစားခံစားရတယ်နော်ဩဟေးပါကွာတကယ်ပဲအကုသို့တွေများနေတဲ့သူတွေ တေချေပျက်စီးရဆိုဘာလို့မင်းအောင်လိုင်းရမသေးရတာတော့အဲစစ်တပ်ထဲမှာရှိတဲ့ကောင်တွေဘာလို့အကုန်လုံးနှိပါမသေးရတာတော့ကျွန်တော်ဒါရိုးရိုးလေးမေးတာနော်သူတို့ဘက်ကဒီလိုမျိုးပြောလာလို့ကျွန်တော်ကရိုးရိုးလေးမေးတာဒါမိုင်းမုံဆရာတော်ဘုရားကြီးဒါကျွန်တော်တို့လေးစားမှုအပြည့်ရှိတယ်ဘာလို့ဆိုတော့တူဝါကျတော့ဒါရှမ်းဖုန်းကြီးဖြစ်နေတာပေါ့နော်ထိုင်းနိုင်ငံဘုံကြီးထိုင်းဖုန်းကြီးဖြစ်နေတာပေါ့ကျွန်တော်တို့အနေနဲ့ကျတော့ဒါမြန်မာလူတော်မပြောတတ်ဘူးဗျာဆိုတော့ဒီဖုန်းကြီးပြောတာကဒါမိုင်းမုံဆရာတော်ဘုရားကြီးပြောတာနည်းနည်းဆိုဒီဘက်ကကျွန်တော်တို့ဗမာဖုန်းကြီးတွေက နည်းနည်းကုန်ပြီးတော့ပြောလိုက်တာလေဖြစ်ကောင်းဖြစ်မှာဘာဖြစ်လို့လဲဒီလိုဘုံကြီးတွေကမြမဘုံကြီးတွေကသိရမလားခေါင်းရသားသမီးတွေကိုဒီဘုံကြီးတွေကိုမလွင်ပဲအဝီစီပဲဂျိုးကတ်မဲ့သူတွေလိုလိုအာကုတို့ကောင်းတဲ့လိုလိုတို့ရှိကိုစုံဝါဖို့အတွက်တို့နေ့စဉ်ဝမ်းဝါဖို့အတွက်ကိုလုံနေကြတဲ့ဘုံကြီးတွေကများတယ်တန်ခါအကြီးချုပ်တွေကများတယ်တကယ်စစ်စစ်မှန်မှန်ဘုံကြီးတွေကရှားတယ်မရှိဘူးမဟုတ်ရှိတယ်မြန်မာနိုင်ငံထဲမှာလည်းရှိပါတယ်เนาะဆိုတော့ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှဒီမမ်မိုးဆရာတော်ဖျားကြီးအပေါ်မှာပေါ့เนาะ ဒါလူတွေအမျိုးမျိုးမြင်ကြလိမ့်မယ်အဲ့ဒီထဲမှာမှာကိုဘူဘူကျော်ရဲ့အမြင်တွေကျွန်တော်အမြင်နဲ့တထထဲကြတဲ့အတွက်ကြောင့်မို့လို့ဒီအကြောင်းအရာလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဘူကျော်မင်းဘုရားဘာသာနေနဲ့မိုက်ဖုန်းဆရာတော့ဘလို့မြင်လဲဟုတ်ကဲ့ကျွန်တော်မြင်တဲ့အမြင်ကျွန်တော်ပြောပြမယ်ကျွန်တော်မြင်တဲ့မြင်ရိုးရိုးလေးပဲ ျွန်တော်မိုင်ဖုံးဆရာတော်ကြီးဘယ်လိုမြင်လဲဆိုတော့ကျွန်တော်စွန်းကုန်ကားတွေကစံစာတပင်းနဲ့ဆရာတော်လို့ပဲမြင်တယ်ခမတို့အားလုံးကြည့်ရမှာပါကျွန်တော်တို့မြန်မာလူမျိုးတွေအားလုံးကြည့်တယ်ဗျာစွန်းကုန်လို့ပြောလိုက်အဲ့ဒီဇက်လန်တွေကျွန်တော်အားလုံးကြည့်ရတယ်စွန်းကုန်ရဲ့ပါကျဲရဲ့ချန်တန်ဆရာတော်ရဲ့ဆရာတော်ရဲ့အဆိုင်နဲ့လေဂီနကအဲအဲ့ဒါရဲ့အဲ့ဒီစံစာတပင်းနဲ့ဆရာတော်အဲ့လိုပဲမြင်တယ်အောက်ဆောင်နဲ့လေဒုက္ခပင်းနဲ့ကျွန်တော်မသိလို့မြင်တာတကယ်ဘုရားဘာသာလား မဟာယနလားအေးနောက်တခြားတခြားတော့ဝိဇာဖြစ်ဖို့အတွက်ဝိဇာလုံနေကြတဲ့ဟာလားဇော်ကြီးတို့ဘာလို့ကျွန်တော်တော့ညံမမိပါဘူးဒါပုံမှန်လင်းပြောရင်ဒါပေမဲ့လည်းကျွန်တော်တို့လူမျိုးတွေမှာတော်တော်များများကဒီလိုမျိုးတွေကိုကိုွယ်ကြတယ်ဒီလိုကိုကိုွယ်ကြတဲ့လူတွေတဲ့မှာလေကျွန်တော်တို့ဇီယာဟိုစောက်တုံးမကြတဲ့ဒီမအားရလို့လူနိုင်ငံရေးအကြီးအကဲတွေခရိုနီတွေတော်တော်များများကိုကိုွယ်ကြတယ်ဟုတ်တယ်ဘာဖြစ်လို့လဲဆိုတော့ နေရရလို့လားနေရရလားအုံတော့မရှိဘူးပညာမတတ်ဘူးအဲ့ဒီခါကျတော့သူတို့တည်တာကအဲ့လိုရရချီတဲ့ပုံကြီးတွေဝိဇ္ဇာဖြစ်တဲ့ပုံကြီးတွေကပုံပြီးစွမ်းတယ်လို့ထင်ကြတယ်အမှုပညာသမားတွေမှာပဲချစ်ချစ်ရှိတယ်ကျမ်းစာနဲ့ကိုယ့်အကိုဗုဒ္ဓဘာသာအယထေရဝါဒစစ်စစ်ရှောက်လန်းနေတဲ့ပုံကြီးတွေကိုမကိုဘူးပို့ထိုးလို့ပဲချမ်းသာတော့မလို့လို့အာဘီရင် တွတ်တတ်တဲ့ဆရာတော်တို့ရရချီတတ်တဲ့ဆရာတော်တို့ဆိုအဲ့ဒီနားမှာဝိုင်းနေတာကတခါတည်း ဒီနိုင်ငံတော့အကြီးကဲအုံတော်မရှိတဲ့ကောင်းလေးခရိုနီတဖြစ်ညာတော့လို့ခရိုနီဖြစ်လာတာမဟုတ်တာတောခုတ်တောင်ခုတ်ဒီစစ်အစိုးရနဲ့ရင်းနေပြီးပြီးတော့ချမ်းသာလာတဲ့အဲ့ဒါတွေအားလုံးကိုသူတို့ကာကွယ်နိုင်တယ်သူတို့ပဲရေရေချီးပြလိုက်အားလုံးပပျောက်သွားအဲ့ဒါမျိုးတွေကိုယ်ပဲမှုပါပုံများတယ်ကျွန်တော်ပြောတဲ့စကားအမှန်တော့ခင်ဗျားတို့တိကျတွေ့ကြည့်ဒီမှာဟိုလင်းဖြစ်တဲ့ဟာတွေဟာအဲ့ဒီလက်စွပ်လေးစွပ်ပြလိုက်အဲ့ဒီလက်စွပ်ကဘလောက်တကူကြီးခင်ဗျားတို့ကြားခုမှာပါอืมဝစီပိတ်တို့ပါတော့ကြားခုတယ်မလား အဆောင်ပေးလိုက်အဲ့ဒီအဆောင်ကြောင့်သူတို့ကတိုးတက်လာတာအဲကျွန်တော်မြန်မာမျိုးတွေရဲ့ software တွေတကွအဲ့ဒါဗုဒ္ဓဘာသာလို့ခင်ဗျားတို့ပြောကြမှာအဲ့ဒါထေရဝါဒလားอืม okay ဘာသာရေးချင်းအခုငလင်ဖြစ်တယ်ရိုးရိုးလေးပဲဗျာစကိုင်းပြည့်ပြည့်ကျော်ဆိုတာကီလိုမီတာ1200ရှိတယ်อืมခင်ဗျားတို့ကြောက်ဘူးလားမသိဂျပန်ကလူမျိုးတွေကဂျပန်မှာအရင်ငလင်လောက်တယ်အဲ့တော့ဂျပန်လူမျိုးတွေကငလင်နဲ့ပတ်သက်ကအရင်ကိုစိတ်ဝင်စားပြီးတော့သူတို့ရဲ့နီးစားရပတ်ဝန်းကျင်တွေကိုသူတို့ကငလင်အဲလေးလာရေးတွေထွက်တယ်မြန်မာနိုင်ငံဆိုအရင်ထွက်ခဲ့ကြတာအများကြီး တိတဲ့တက်တဲ့ဆရာတွေရှိဒီထဲမှာလက်မှတ်မိပါအများကြီးလက်စူးစမ်းခဲ့ကြတယ်စခိုင်းဖြည့်ဖြည့်ကျော်ကအကြီးဆုံးကဘာပေါ်မှာနာမည်အကြီးဆုံးလို့လဲပြောလို့ရတဲ့အနေအထားထဲမှာပါတယ်ကဘာဒီငလင်လှုပ်တဲ့ပြက်လွင့်ကျော်တွေထဲမှာနာမည်စင်းတစ်ခုပါတယ်ပြက်ရွေကျော်ပြစခိုင်းဖြည့်ဖြည့်ကျော်ဆိုတာငလင်လုံးရင်အားလုံးထိခိုက်မယ်စခိုင်းအခုကစခိုင်းပြက်ရွေကျော်တက်တဲ့ကိုဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီလိုမျိုးအပြက်စီဆုံးရှုံးများတယ်ကျွန်တော်တို့အခုဖြစ်ပြကြတယ်အဲ့လိုအနေအထားမျိုးဖြစ်တယ်အဲ့တော့ မသိရင်ခင်ဗျားတို့ဒီဘုရားဘာသာကိုပဲစုံစမ်းလိုက်ရင်ဒီဆရာတော်ကြီးပြောတဲ့တိုင်းဆိုအာကုသူများတဲ့ကောင်တွေကရှော့တယ်လို့ဖြစ်ရှော့တဲ့လူတွေကလည်းကြည်ပါဦးမြန်ချမ်းသာတဲ့လူတွေကြီးပဲခင်ကျွန်တော်ဒါတတိုက်ပြောတာမကောက်ပါဘူးကျွန်တော်တကယ်ကိုလေးစားပါတယ်နော်ဟိုကျွန်တော်ဟိုဒါဒီလိုမျိုးပြောလို့ကျွန်တော်ဒီလိုပြန်ပြောရချင်းဖြစ်ပါတယ်ကျွန်တော်တကယ်ကိုစိတ်မကောက်ပါဘူးနော်တေဆုံးသွားတယ်မြည်သူမှမဆိုပါအဲ့တော့ဗျာကျွန်တော်တို့ဒီဘာသာကြီးကိုကိုးကွယ်နေတာတွေအယုံကြည်လွန်တာတွေက ကာဒီလိုမမမကန်လူတွေအထွတ်ခင်ဗျားတို့တွန်းအားတွေအရင်ဖြစ်နေတယ်ဟုတ်တယ်ဒီဘုန်းကြီးတွေကြည်လိုက်အရင်ချမ်းသာကြွေဝါကြတယ်ဒါတွေထိုက်တိုင်ရင်လားခင်ဗျားတို့ကိုယ်ပဲဟုတ်စစ်စစ်ကြာလေးတော့ဗျာစစ်စစ်နဲ့ကြာကြာလှုပ်တင်ပြီးမြန်မာနိုင်ငံမှာလေတကယ်ကိုထေရဝါဒနဲ့အညီတကယ်ကိုချစ်ညံနေတဲ့ရန်အစစ်တွေတန်ကအစစ်တွေအများကြီးပါဒီလူတွေကိုကူးဝေကြပါအရင်ချမ်းချမ်းသာသာဖြစ်စေခြင်းလို့ချမ်းချမ်းသာသာဖြစ်ခြင်းလို့ဆိုးရပဲလိုက်ပြီးလုံနေတဲ့ဘုန်းကြီးတွေကိုပယ်ပြီးပါ အစိုးရပြီးတဲ့ဘွေတော်မယူဝင်းနဲ့နေနေထိုင်ကြတဲ့ဘုန်းကြီးတွေလည်းအများကြီးပဲအဲ့တော့ဗျာရိုးရိုးလေးပဲပြောဘာသာရေးချင်းနေမမိပါစေနဲ့2025ကြီးမှာဘာကြောက်ဖြစ်တယ်ဆိုတာကိုညံပွပွနေနေလည်းဆုံးဖြတ်နိုင်ကြပါစေ။ တရှိဖို့ကောင်းလေဗျာကပါမှာဒီစကားကြီးဒါနိုင်ငံတကာတိုင်းပြီးဟာတာလုံးမဲ့ကိစ္စတွေအဲ့ဒါယူအခုဒီမှာ social media မှာပလူပြန်ပြီးတွေ့နေရတာကျွန်တော်စိတ်မကောင်းအဲ့ဒါကြောင့်မို့ကျွန်တော်ပြောရခြင်းဖြစ်ပါတယ်ကျွန်တော်ကဘာမြေအောက်ကြီးကနေပြီးတော့မှမိုင်မောင်းအဲ3000လောက်ကျော်ရှိတဲ့ငကားကြီးကလှန့်လိုက်တဲ့အတွက်ကြောင့်မို့လို့ငလျင်လှုပ်တယ်ဆိုတော့ခင်ဗျစဉ်းစားကြည့်လေး ရိုးရိုးလေးစဉ်းစားကြည့်ဖြစ်နိုင်မလားဆိုစဉ်းစားကြည့်လေအပြိုးကအဲ့လိုဂျင်းတွေပေါ့ဗျာနောက်တစ်ခုကဘာလဲဆိုတော့အမနကပွက်တောင်တော့ဘာကိုချဘူးမလားမင်းဘူးတို့ဘာလို့ဘက်ကနကပွက်တောင်ချဘူးတယ်မလားအဲ့ဒါမီးတောင်အဟောင်းကြီးဗျာချိုရီတွေပွက်နေတာဗျာသိတယ်မလားမီးတောင်အဟောင်းကြီးချိုရီပွက်တာဘာဘာထူးလို့လဲအဲ့နေရာဗကမြဘယ်နိုင်ငံရလာမှမလားဘူး မိတော်ချိုးရင်ပွက်တာဘာဆန်းလို့တော့အဲ့ဒါဘယ်မသိမဲ့ငကားအစာကျွေးတော့ခမောက်ကျွေးတယ်မပပုပ်စုပ်တွေထည့်တာတို့နို့တွေထည့်တာတို့ဘာတွေမှန်းလည်းမသိဘူးမြန်မာနိုင်ငံကတကယ်အဲ့လိုဂျင်းတွေပေါ့ဘုံကြီးတွေကဂျင်းထဲလိုက်ဂောဘကတွေကဂျင်းထဲလိုက်ဝိဇာလိုလိုဇောကြီးလိုလိုဘိုးတော်တွေကဂျင်းထဲလိုက်အဲ့လိုဂျင်းတော်တွေမှပျော်နေတဲ့ဘဝတွေကနေပြီးတော့အမြန်ဆုံးကင်းလို့ကြပါစေလို့ပလတ်တာကြီးကဆူတောင်းပေးလိုက်ပါတယ်ဗျာလို့နော်ဆိုတော့တချို့အရာတွေမှာခမောက်တို့တွေနားနဲ့မယုံနဲ့ဗျာမျက်လုံးနဲ့ယုံရမယ့်အပိုင်းတွေရှိလာပြီအဲ့တော့ကြောင့်မို့လို့ကိုယ့်မျက်လုံးနဲ့တက်တက်တွေမှာဟုတ်တယ်တကားကြီးကအဲ့လိုမျိုးလုပ်တယ်ဆိုတော့ခမောက်တို့ငကားမြင်လိုက် အဲ့မိုင်ပေါင်းဘယ်လောက်ဆိုလား3000ကျော်ရှည်လေရတဲ့နှကားကြီးဆိုမြင်လားမြင်ဘူးလားကျွန်တော်တို့တကားမမြင်ဘူးဟိုလက်တွေ့ကြတဲ့ဥစ္စာမျိုးပဲစဉ်းစားကြည့်ကြပါလို့အားလုံးပြောရတဲ့မှာဒါအားလုံးပဲဘာသာရေးဂျင်းတွေမမိကြပါစေနဲ့လို့ဆိုတောင်းပေးလိုက်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်အစင်းနဲ့တော့ YouTube channel ကိုကြည့်ရှုအားပေးတဲ့အတွက်လည်းမိသားစုများအားလုံးပဲစိတ်ချမ်းသာကိုကျမ်းမာရှိကြပါစေ။ဘာသာရေးဂျင်းမပြီးတဲ့သူများဖြစ်ကြပါစေ။စစ်အာဏာရှင်စနစ်အောက်ကနေပြီးတော့မှအမြန်ဆုံးလွတ်မြောက်နိုင်တဲ့တော်လန်ပြည်သူများ ဖြစ်ကြပါစေလို့ဒီနေရာကနေပြီးတော့မှကျွန်တော်ပလာတာကြီးကဆူတောင်းမြတ်တာအားလုံးကိုပို့တာပေးလိုက်ရပါတယ်ခင်ဗျာ။